ငလင်းပင်အတွက်ဘယ်နုပညာရှင်မှမလူနိုင်တဲ့ပမာဏကိုထပ်မံလှူပြလိုက်တဲ့ဝင်းပုံရွှေင်းနဲ့ကိုနိုင်ဖြိုးကြောင့် MCL ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်ဝင်းပုံရွှေင်းကကိုနိုင်ဖြိုးကြောင့်လို့တိတ်တိတ်ကျဲချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်တဲ့အတွက်အနုပညာရှင်တွေထဲမှာအချမ်းသာဆုံးမင်းသမီးလို့တော့ပြောလို့ရပါတယ်ဒါအပြင်ဝင်းပုံရွှေင်းရဲ့ခင်မွန်ဖြစ်သူကိုနိုင်ဖြိုးကြောင့်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုငလင်းပေးတဲ့အချိန်မှာအထင်သာမြင်တွေ့နိုင်တာပါငလင်းစားလို့တဲ့အချိန်မှာဝင်းပုံရွှေင်းနဲ့ကိုနိုင်ဖြိုးကြောင့်တို့ကခိုင်နှင်းဝေပရာဟိတအသင်းစီမှာ သိန်း300လူတန်းခဲ့ပါတယ်။ဒါအပြင်ကိုနိုင်ပြူကျော်ပိုင်ဆိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ VB အချို့ရေးထုံးလုပ်ရေးလုပ်ငန်းကနေနောက်ထပ်သိန်း1000ကိုခိုင်နှင်းဝယ်စီမှာထပ်မံလူတန်းပေးခဲ့တာပါ။ ဝင်းမောင်ရွှေရင်နဲ့ကိုနိုင်ဖြိုးကျော်တို့ကငလင်ပေးအတွက်သူတို့ရဲ့အတိမိတ်ဆွေရင်စီမှာတက်နိုင်တဲ့လောက်လှူပေးနေတာပါဒါအပြင်ဆက်ရှင်မိုင်းတော့ရအကြောင်းမှလည်းငလင်ပေးအလူအတွက်စက်သိန်းပေါင်း300ကျော်ကိုထပ်မံလှူဒန်းခဲ့ပါတယ်အခုလောက်နဲ့ပြီးသွားပြီလို့ထင်နေကြပေမဲ့ဝင်းမောင်ရွှေရင်ကပြီးခဲ့တဲ့ရက်မှာမတင်မထားတဲ့ပမာဏနဲ့ထပ်လှူပေးလိုက်တာပါကိုနိုင်ဖြိုးကျော်ပိုင်းနဲ့ကုမ္ပဏီကနေသိန်းပေါင်း1000ကျော်ကိုထပ်မံလှူဒန်းပေးလိုက်ပြန်တာပါသိန်းပေါင်း1000ကျော်ဒီစက်တိုင်ဆိုတော့လှူဒန်းပေးနေတာမို့ဝင်းမောင်ရွှေရင်ရဲ့အလူတွေကအားကျစရာကောင်းလာပါတယ်ဒါအပြင်ဝင်းမောင်ရွှေရင်ရဲ့ မုံဖြစ်သူကိုနိုင်ဖြူကျော်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလည်းအားလုံးကအံ့အားသင့်နေရတာပါပရာဟိတအတင်းနေစီမာစတိုင်ဆိုသလိုလှူဒန်းနေသလိုဝေမုံရွှင်ကြီးက ကိုရိုင်းသွားဖို့အတွက်လည်းစံစီစည်းစားတဲ့ဖြားတွေကိုကိုရိုင်းအထုတ်ထုတ်ပြီးလှူပေးခဲ့ပါတယ်မြန်မာငငင်းဘေးကိုပြည်ပနိုင်ငံကအမှုပညာရှင်တွေကလည်းအာတက်တင်ရောပါဝင်လှူဒန်းပေးကြသလိုဝေမုံရွှေကြီးတို့ကလည်းတက်နိုင်သမျှလှူဒန်းပေးနေကြတာပါချမ်းသာလွန်လွန်စည်းစိမ်တွေကိုသုံးမကုန်ဖြစ်နေတဲ့စမိုင်းကပြီးခဲ့တဲ့ရက်မှာငလင်းဘေးအတွက်ချက်သိမ်းပေါင်း1600ကိုလှူဒန်းပေးလာခဲ့တာပါဒါပေမဲ့ဝေမုံရွှေကြီးနဲ့ကိုနိုင်ဖြိုးကျော်တို့ကစမိုင်းထက်ပိုသားတဲ့ပမာဏနဲ့လှူပြလိုက်တာဖြစ်ပါတယ် မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလင်းက6ရက်ကြာလာပြီဖြစ်ပေမယ့်အခုချိန်ထိကယ်ဆယ်ရေးတွေကိုအပြီးမလုံနိုင်သေးပါဘူး။တိုင်းအောင်မှာပြိမိနေတဲ့သူတွေထဲမှာအသက်ရှင်နေသူတချို့ရှိနေတာကိုလည်းမကင်ထုတ်နိုင်ကြသေးပါဘူး။ကယ်ဆယ်ရေးတွေကတက်နိုင်တဲ့လောက်စူးစမ်းနေတယ်လို့နေမနာညမနာစူးစမ်းနေတာပါ။ဒါအပြင်အသက်မဲ့သွားတဲ့ခန္ဓာကိုယ်တွေကိုလည်းမထုတ်နိုင်သေးလို့ရှိနေတာပါ။ငလင်းပေးကြမိသားစုများစွာစိတ်တန်ရာကိုစီနေကြံကင်းရပြီးခွဲခွာသွားကြတဲ့မိသားစုဝင်တွေအတွက်ဖြစ်မစီနိုင်စရာဖြစ်နေတာပါ။နောက်ဆုံးချိန်ထိအသက်ရှင်မဲ့လူမျောလင့်နေခဲ့ပြီးမဲ့လည်းအသက်မဲ့ ခဏကိုနေကိုသာတွေ့မြင်နေကြရတာပါအစိုးရတွေကနေ9ရက်ကြာကြာတဲ့ဒီတောက်ခံကအသက်ရှင်နေသူတွေကိုကယ်ထုတ်နိုင်တဲ့ဖြစ်တွေ ਨੇ ရှိလို့နေပါသေးတယ်28ရက်နေ့ကတော့မြန်မာနိုင်ငံကလူများအတွက်မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်သွားပါပြီပရိသတ်တွေစိတ်ဒုက္ခရောက်နေကြတာကြောင့်လည်းအမှုပညာရှင်တွေကတနင်္သာရီလှုပ်ပြီးနေတာပါဂလင်းပေးအတွက်သိန်းပေါင်း1000ကျော်လူဒန်းပေးနေတဲ့ဝင်းမုံရွှေင်းနဲ့ကိုနိုင်ဖြူကျော်တို့ပေါ့ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်